Google ကနောက်ဆုံး AI model ဖြစ်တဲ့ Gemini 3ကိုကြေညာခဲ့တာကြောင့် ChatGPT ရဲ့ Open AI နဲ့ရှင်းပြမှုပိုပြီးပြင်ထက်လာပါတယ်။ AI model အစ်စ်ဟာသုံးဆွဲသူတွေအတွက်ပိုပြီးရှောက်ထွေတဲ့မိကွန်းတွေကိုပိုကောင်းတဲ့အဖြေတွေပေးနိုင်မှာဖြစ်ပါတယ်။လိုအပ်တာတွေကို prompt နည်းနည်းနဲ့ရနိုင်ပါတယ်လို့ Alphabet CEO Sundar Pichai ကပြောကြားခဲ့ပါတယ်။ Gemini 3ကို Gemini app ထဲမှာပါဝင်မှာဖြစ်ပြီး Google AI ရှာဖွေမှုမှာ AI မှုနဲ့ AI overview တို့အပါအဝင် လုပ်ငန်းသုံးအဆင့်ပြုလုပ်နိုင်မှာဖြစ်ပါတယ်။အင်ကာနက်ကထွက်ရှိခဲ့တဲ့ Gemini 3ဟာလာမယ့်ရက်သတ္တပတ်တွေအတွင်းမှာပိုပြီးလူသိများလာပွဲရှိပါတယ်။ တာဟာဂျမနိုင်း2.5ကိုမိတ်ဆက်ခဲ့ပြီးရှစ်လအကြာမှာမိတ်ဆက်ခဲ့တာလည်းဖြစ်ပါတယ်။လက်ရှိအချိန်မှာဂျမနိုင်း app အသုံးပြုသူဟာတစ်လကိုတန်း650ရှိပြီး AI overviews ကိုလစဉ်အသုံးပြုသူ1 billion အထိရှိပါတယ်လို့ Google ကပြောပါတယ်ရှင်။